ကပတ်သုံးခုကိုတခါတည်းလောင်းကြီးထည့်ရဲလားဆိုပြီးမာလီခင်ကိုမေးလိုက်တဲ့ရူရူပေးသမျှလုံးပဲမင်္ဂလာပါမန်ချက်စတာဖုတ်ဘောဇုံကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဝမ်ချမ်ပီယံရှစ်ရဲ့ heavyweight MMA ချန်ပီယံလူပွဲကြီးကတော့လာမယ့်နိုဝင်ဘာလအတွင်းမှာကျင်းပသွားတော့မှာဖြစ်ပြီး173ပြိုင်ပွဲဖြစ်ရှင်ပြန်သွားကြတော့မှာလည်းဖြစ်ပါတယ်အဆိုပါပြိုင်ပွဲမှာတော့ဝမ်ချမ်ပီယံရှစ်ပေးသက်တွေတည်ထားခဲ့ကြပြီးဖြစ်တဲ့ဆရာကြီးတွေပါဝင်ရှင်ပြန်သွားကြမှာဖြစ်ပြီးလောလောဆယ်မှာတော့အဓိကခေါင်းတွဲဆိုင်တစ်ခုကိုသာချပြထားခဲ့တာဖြစ်ပါတယ်ပထမဆုံးတွဲဆိုင်ဖြစ် Super Bone နဲ့ Noori တို့ရဲ့တွဲဆိုင်ကိုချပြသွားခဲ့တာဖြစ်ပြီး ။အဲဒီနောက်မှာတော့ရူရူအိုမာခိန်းနဲ့အန်ဒိုနာလီမာလီခင်တို့ရဲ့တွဲဆန်းကိုခြားပြသွားခဲ့တာလည်းဖြစ်ပါတယ်။စူပါဘွန်းနဲ့နိုရီတို့ရဲ့တွဲဆန်းကတော့ဖေတာဝိတ်ကပောင်စီချန်ပီယံကဘသူဖြစ်မလဲဆိုတာကိုရှင်းပြသွားရမှာဖြစ်ပြီးအနိုင်ရတဲ့ဖိုင်တာကစစ်မင်နဲ့ဖေတာဝိတ်တန်ကပောင်စီချန်ပီယံဖြစ်သတ်မှတ်သွားရမှာပါ။တာဝန်ချိုင်းလိုဖိုင်တာကိုအနိုင်ပြထားခဲ့တဲ့နိုရီကိုတော့စူပါဘွန်းအနေနဲ့ရှော့တော့ထားလို့တော့မရဘူးလို့ဆိုရမှာပါ။တာဝန်ချိုင်းလိုငငယ်ရွယ်ရွယ်နဲ့ကျန်းနေခဲ့တဲ့ဖိုင်တာတယောက်ကိုဒိုင်ပွဲရဲ့နဲ့အနိုင်ပြထားခဲ့တဲ့နိုရီဟာသူသားလင်ချန်ပီယံအစ်မန်ဖြစ်တဲ့အကြောင်းကိုပြသဖို့အားခဲနေခဲ့တာလည်းဖြစ်ပါတယ်။စူပါဘွန်းကတော့ ူကိုနိုင်ယူထားခဲ့ပြီးတာဝန်ချိုင်းအထက်နိုရီဝီကိုလက်စားချေသွားဖို့ပြင်ဆင်နေခဲ့တယ်လို့သူတာလင်ချန်ပီယံအဆင့်မှန်ဖြစ်တဲ့အကြောင်းကိုလည်းပြသသွားဖို့အတွက်စိတ်ဆန္ဒလေးပြင်ပြနေခဲ့တဲ့သူပါအဲ့ဒီအတွက်စူပါဘုန်းနဲ့နိုရီတို့ရဲ့ချန်ပီယံကပတ်လူပွဲဟာအတော်လေးကိုကြည်ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာလည်းဖြစ်ပါတယ် အဆိုပါဖိုင်တာနှစ်ယောက်နဲ့အတူ173ပြိုင်ပွဲမှာနောက်ထပ်ပွဲချမ်းမဲ့တွဲဆိုင်ကတော့ရူရူနဲ့မာလီခင်ရွရဲ့တွဲဆိုင်လေးဖြစ်ပါတယ်။ရူရူနဲ့မာလီခင်ရွရဲ့ပြိုင်ပွဲကတော့ heavyweight champion စိန်ခေါ်ပွဲဖြစ်ပြီးနိုဝင်ဘာလအတွင်းကမကြေပွဲကိုထပ်ပြီးဆင်းနေသွားကြမှာလည်းဖြစ်ပါတယ်။မာလီခင်တယောက်1 championship မှာတခါမှရှုံးပွဲမရှိသေးတဲ့မှတ်တမ်းဟာရူရူနဲ့တွဲမှာပြည့်ပြည့်သွားခဲ့တာဖြစ်ပြီးသူ့ရဲ့ heavyweight MMA champion ကပတ်ကိုရူရူစီလွှဲပြောင်းပေးရသွားခဲ့ရတာပါ။ရူရူနဲ့ရှင်ပြိုင်ထိုးသက်ခဲ့တဲ့169ပြိုင်ပွဲမှာတော့အန်တိုနာလီမာလီခင်ဟာရူရူကို9ချီတီရှင်ပြိုင်ထိုးသက်ခဲ့ပြီးဒိုင်ဆောင်းဖျက်တဲ့အတူ separate decision နဲ့အရှုံးပေးသွားခဲ့ရတာလေးဖြစ်ပါတယ်။အမေရိကန်ကိုယ်တိုင်ကလည်း Ruru ကိုထိတိရရောက်သိပြီးလုပ်ပြနိုင်ခြင်းမရှိဘူးလို့ဆိုရမှာဖြစ်ပြီး Ruru ကသာထိချက်ပို့ပြီးတာခဲ့သလိုကင်ပေါက်တာမျိုးတွေအထိပါထိုးပြသွားခဲ့တာကိုလည်းမြင်တွေ့ထားခဲ့ရတာပါ။မာလီကန်ကဝမ်ချမ်ပီယံရှစ်ပြိုင်ပွဲမှာ9ပွဲရှင်ပြန်ထိုးသက်ထားခဲ့ပြီး6ပွဲနဲ့2ပွဲရှုံးဆိုတဲ့မှတ်တမ်းကိုပိုင်ဆိုင်ထားခဲ့သူလည်းဖြစ်ပါတယ်။ Ruru ကိုမရှုံးနိုင်ခင်မှာတော့မာလီကန်ဟာ Heavyweight MMA World Champion, Light Heavyweight MMA World Champion နဲ့ Middleweight MMA Champion ကပတ်တွေကိုလည်းစုကူထားနိုင်ခဲ့တဲ့ချန်ပီယံတယောက်လည်းဖြစ်ပါတယ်။ချန်ပီယံကပတ်တွေကိုစုကူသိမ်းပိုက်ထားနိုင်ခဲ့သလိုရှုံး းပွဲမရှိအောင်ဆွမ်းဆောင်ပြထားနိုင်ခဲ့တဲ့မာလီခင်အတွက်ကတော့ပထမဆုံးအကြိမ်ရှုံးပွဲကြုံတွေ့ခဲ့ရပြီးချန်ပီယံကပတ်တစ်ခုကိုပါဆွန့်လွန်လိုက်ရတဲ့အခါမှာတော့တော်တော်လေးဝမ်းနဲ့ကြေကွဲသွားပုံရပါတယ်။အခုခါမှာတော့မာလီခင်ဟာသူဆွန့်လွန်လိုက်ရတဲ့ချန်ပီယံကပတ်ကိုပြန်လည်ရယူသွားဖို့ပြင်ဆင်မှုတွေကိုတည်တည်ချာချာပြုလုပ်ထားခဲ့ပြီလည်းဖြစ်ပါလိမ့်မယ်။တစ်ဖက်ကစီနီဂေါ်သားကြီးရူရူကလည်းခေသူတယောက်တော့မဟုတ်ဘူးလို့ဆိုရမှာဖြစ်ပြီးသူ့ရဲ့လေ့ကျင့်မှုတွေကစားပွဲတွေကိုကြည့်ရတာဟာတော်တော်လေးကိုကြောက်စရာကောင်းပြီးဘလူးတကောင်လားမာလီခင်လိုဖိုင်တာတယောက်ကိုကင်ပေါက်ပြသွားခဲ့တာကအားလုံးအတွက်အံ့အသင့်ကျင်စရာကောင်းနေခဲ့တာပါ။သူ့ပိုင်ဆိုင်ထားတဲ့ heavyweight champion ကပတ်ကိုလာပြီးလူ ုတဲ့မာလီခင်ကိုကပတ်၃ခုကိုတခါတည်းလောင်းကြီးထည့်ရလားဆိုပြီးရူရူကစင်ခေါ်သွားခဲ့ပါရီရူရူကမာလီခင်ကကျွန်တော်ကိုအနိုင်ယူဖို့အရန်လွယ်တယ်ဆိုပြီးပြောနေပါရီအရင်ပွဲတုန်းကလည်းဒီလိုပဲပြောခဲ့တာပါဒါပေမဲ့တကယ်တမ်းအနိုင်ရသွားတာကဘယ်သူလဲမြင်ကြမှာပါခမရဆောင်ရမ်းစကားများလို့နေအနိုင်ရမယ်လို့ယုံကြည်မှုအရန်ရှိတယ်ဆိုရင်ကပတ်၃ခုပွဲတခါတည်းလောင်းကြီးထက်မယ်နိုင်တဲ့သူကပတ်၃ခုရဲ့ချန်ပီယံဖြစ်သွားမယ်ဘယ်လိုလဲလောင်းရင်လားဆိုပြီးပြောကြားသွားခဲ့ပါရီမာလီခင်ကိုယ်တိုင်ကလည်းရူရူကိုအမောက်သိပ်ဖို့စောင့်နေခဲ့တာဖြစ်ပြီးနှစ်ယောက်စလုံးကအမောက်သိကြမဲ့ဖိုင်တာတွေဖြစ်တဲ့အတွက်173ပြိုင်ပွဲမှာဘယ်သူကအလဲထိုးနေ ဲ့အရှုံးပေးသွားရမလဲဆိုတာကိုစောင့်ကြည့်သွားရတော့မှာလည်းဖြစ်ပါတယ်